မိတ်ဆွေတို့မင်္ဂလာပါဒီနေ့မှာတော့မြန်မာနိုင်ငံမှာအဖြစ်များတဲ့ယောဂတွေဘာတွေလဲဆိုတာကျွန်တော်နဲ့ကြည့်လက်ကြရအောင်ဒါလေးမပြောခင် ထုံးစံအတိုင်းကျွန်တော်ဒါတွေကို ChatGPT နဲ့တခြားသော YouTube တွေကနေ research လုပ်ပြီးပြန်လည်မျှဝေခြင်းဖြစ်ပါတယ်နံပါတ်1မြန်မာနိုင်ငံမှာအဖြစ်များတဲ့ယောဂတွေထဲမှာနံပါတ်2ကတော့အသေးရောင်အတဝါ yoga bipu mi mane nga ma lu yi shi ya kai no ka ni se ya kai no cha chi ka ha a te yang atawa yoga pu ri ne ku se kha ni ya ba re di yoga ri ha a te ku chi khai se pi a te chao da a te khen sa ri ku ba phi se ni ba re number 2 si chu yoga မြန်မာနိုင်ငံမှာရှိချူယောဂဟာအဖြစ်များတဲ့အနာတရှိယောဂတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့လူနေမှုပုံစံနဲ့အစတောက်တွေကြောင့် စီစီယောကဟာပုံမူပုံမူပီဖြစ်ပေါ်လာပါတယ်စီစီယောကဟာနှလုံးယောကကြောက်ကယောကနဲ့အာယုံကျောပေဒနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်နံပါတ်3ဒီဗီယောကဒီဗီယောကဟာမြန်မာနိုင်ငံမှာအဖြစ်များတဲ့ကိုယ်စိတ်ယောဂတစ်ခုဖြစ်ပါတယ်အထူးသဖြင့်လူနေထူထပ်တဲ့နေရာတွေနဲ့ရှင်းမိုင်ဆောင်ရှောက်မှုအားနည်းတဲ့နေရာတွေမှာပိုပြီးအဖြစ်များပါတယ်နံပါတ်4ငပြယောဂ မြန်မာနိုင်ငံရဲ့ကြည်လဒေသတွေမှာငှက်ဖျားယောဂါဟာအဖြစ်များပါတယ်။ဒီယောဂါဟာချင်ခိတ်ခံရတာကနေကိုစစ်တပီကုတမှုမခံရလျင်အသက်အန္တရာယ်ထိပါ ဖြစ်နေပါတယ်။နံပါတ်5တွေ့တူယောဂါတွေ့တူယောဂါဟာမြန်မာနိုင်ငံမှာအဖြစ်များတဲ့အနာတာရှိယောဂါတစ်ခုဖြစ်ပါတယ်။နှလုံးယောဂါနဲ့လိဖြစ်ယောဂါတွေကိုပါ တွေ့တူယောဂါကနေဖြစ်စေနိုင်ပါတယ်။စတမှုပုံစံနဲ့လူနေမှုဘဝပုံစံတို့ကြောင့် တွေ့တွေ့ရောက်ဟာမြန်မာနိုင်ငံမှာပို့ပို့ပေးမြင့်တက်လာပါတယ်။နံပါတ်6အဆုတ်ရောင်ယောဂအထူးသဖြင့်ကလေးငယ်တွေနဲ့အသက်ကြီးွေတွေမှာ အဆုတ်ရောင်ယောဂဟာအဖြစ်များပါတယ်။ဒီယောဂဟာဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်ပေါ်တတ်ပါတယ်။နံပါတ်9ဝမ်ပြက်ဝင်းရှောယောဂတန့်ရှိမှုအားနည်းတဲ့မြန်မာနိုင်ငံရဲ့နေရာတွေမှာဝမ်ပြက်ဝင်းရှောယောဂတွေဟာအဖြစ်များပါတယ်။ဒီယောဂတွေဟာ ယင်းနဲ့အစာတော်တွေကနေကိုစစ်တပ်ပါတယ်။နံပါတ်၈ယီဘူယကိုစစ်ယောဂာမြာကိုဗစ်19ဒင်ဂိုက်ဝစ်သစရကိုစစ်ယောဂာတွေဟာလေမြန်မာနိုင်ငံမှာအဖြစ်များပါတယ်။နံပါတ်၉နှလုံးယောဂာနှလုံးယောဂာဟာလေမြန်မာနိုင်ငံမှာအဖြစ်များတဲ့ယောဂာတစ်ခုဖြစ်ပြီးတွေးတူးစီစုနဲ့စရယောဂာတွေကြောင့် နှလုံးယောဂဟာဖြစ်ပေါ်နေပါတယ်။နံပါတ်10ကင်ဆာယောဂအသေးကင်ဆာအဆုတ်ကင်ဆာရင်သားကင်ဆာနဲ့တအိမ်ကင်ဆာတွေအားမြန်မာနိုင်ငံမှာအဖြစ်များတဲ့ကင်ဆာယောဂတွေပဲဖြစ်ပါတယ်။၎င်းတို့ကိုခြုံငုံပြီးကာကွယ်နည်းပြောရမယ်ဆိုရင်နံပါတ်1ရှင်းမကြီးနဲ့ငင်းဝတ်တဲ့အစာတောက်တွေကိုစားသုံးခြင်းနံပါတ်2လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း ်နံပါတ်3ယောဂပုံမှားတွေကိုကာကွယ်ဖို့တန်ရှင်းမှုကိုအထူးကိုစိတ်ချင်းနံပါတ်4ကာကွယ်စီမားထူနှံချင်းနံပါတ်5စီတဲ့အနေအရက်ကိုရှောင်ရှင်းချင်းတို့ပဲဖြစ်ပါတယ်ဒီထဲမှာမိတ်ဆွေတို့ဒီယောဂဟာမိတ်ဆွေခုဖြစ်နေတာလဲဆိုတာကိုလည်း comment မှာ ဝမ်းမှန်ပြလို့ရပါတယ် မက်ဆေ့ချ်နဲ့ channel လေးဟာဗုဒ္ဓဓာတ်တွေကို အပတ်စဉ်တင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်ဒီ channel လေးကနေမက်ဆေ့တခုဗုဒ္ဓဓာတ်တစ်စုံတစ်ခုရခဲ့တဲ့ဆိုရင်ဒီ channel လေးကို like comment and subscribe လုပ်ပြန်အပြည့်ခဲ့လို့ရပါတယ် thank you see you next videos